အဲဒီရုရှားပြည်ပိုင်းနဲ့ဒါ Crimea ဒေသကိုစပ်ထားတယ်။ Cash ဒါဟုတ်ဒါဒီ Minecraft ဖြစ်စီကိုရေရောပါနဲ့ Minecraft ဖြစ်စီတာကြီးလောက်တော့။အော်ဒီချက်တွေလုံးဆောင်တဲ့အပိုင်းမှာဟုတ်ဒါပြောချင်တာဒီခု Ukraine ရဲ့လုံးဆောင်မှုတွေကဒါရုရှားနိုင်ငံရဲ့ဒါဆုံးရှုံးမှုရဒါကြီးကြီးမားမားဖြစ်တာ။အဆုံးရှုံးမှုအနေနဲ့ဆိုရင်ဒါဒီရုရှားရဲ့ဒါပရမဆက်ရကြီးဆိုရုရှားရဲ့လေတပ်အဓိကအစွမ်းအားဆိုရင်ဒါ35ရာခိုင်နှုန်းကျော်လောက်ပျက်စီးဆုံးရှုံးတယ်ပြီးခံမတန်ဖို့ရဒါ2ဘီလီယံကျော်လောက်ရုရှားအနေနဲ့ဒါခြေခိုက်ပျက်စီးမှုဖြစ်ခဲ့တာ။ တော့ဒါအဓိကမဟုတ်အဓိကပြောချင်တာကဒီခုပထမတစ်ချက်တိုက်ခိုက်မှုနဲ့ပတ်သက်ယူကရိန်းအနေနဲ့ပေါ့ဒါဘာကြီးမအောင်ပါအဓိကချက်ကဘာလဲဆိုတော့ဒါဒီအမေရိကန်နဲ့ဒါရုရှားရှုပ်ဆိုထားတဲ့ဒီနျူကလ িয়ার စာချုပ်ဒီစာချုပ်ကိုဒါဒီယူကရိန်းအနေနဲ့ချိုးပေါက်လိုက်တဲ့ပုံချက်ပေါ့ပြောချင်တာကဒီရုရှားအနေနဲ့ကဒါဒီနျူကလ িয়ার စာချုပ်အတိုင်းဒါသူတို့ရဲ့ဒီမဟာပြောင်မြောက်ဒါနျူကလ িয়ার ပုံကျဲလေကိုဒါဒီနိုင်ငံတကာကတရားဝင်သတ်မှတ်ထားတဲ့နေရာမှာသူ့အနေနဲ့ထားတာဟုတ်ဒီတရားဝင်သတ်မှတ်ထားတဲ့နေရာကိုပဲဒါယူကရိန်းအနေနဲ့တိုက်ခိုက်တာ ့ဒီတိုင်းတိုင်းမှုကိုလုပ်တာဖြစ်တဲ့အတွက်ဒါ brain ကရုရှားအနေနဲ့ဒီအမေရိကန်နဲ့ရှုပ်ဆိုထားတဲ့ဗျာစာချုပ်ကိုဒါတည်ခဲနဲ့သူ့အနေနဲ့ချိုးပေါက်လို့ဖြစ်သွား။ဒါဒီ2024လုံးကဒါဒီပူတင်ပြောခဲ့တဲ့အတိုင်းအရရှားနိုင်ငံတွင်ဟိုဒီနောက်ဥရောပနိုင်ငံထောက်ပံ့ထားတဲ့လက်နက်တွေနဲ့ဒီတိုက်ခိုက်လာတဲ့အချိန်မျိုးကိုကြုံလာခဲ့မှာတွင်ရုရှားအနေနဲ့ဒီနျူကလ িয়ার လက်နက်တွေကိုဖတ်ထုတ်လုပ်လာတယ်။နျူကလ িয়ার လက်နက်ထုတ်လုပ်လာတဲ့အချိန်နဲ့ပတ်သက်ပြီးဒီ red line ကိုအလျောက် line စက်တက်မှတ်ပြီးတော့ ဒါဥရောပနိုင်ငံတွေရောပြီးရင်အမေရိကန်ဟောပေါ့အဓိကပူတင်နေနဲ့ဒီပေးထားအော်ပြောနေတာအကျိုးဆက်အနေနဲ့ဒီခုတိုက်ခိုက်မှုပြီးမှာတော့ဒါပူတင်နေနဲ့အခုဒီကန့်သက်ထားတဲ့ဒါဒီ red line ကို red line ကိုဒါသူ့အနေနဲ့ဖျက်သိမ်းပြီးတော့ဒါခုဒီအမေရိကန်ကဆိုရင်ဒါတလုံးတော့ပြစ်သလို attack တွေနဲ့ပြင်ကြည့် UK ဘက်ကပြစ်လိုက်တဲ့ဒီ stone shell ကိုအော်ဒီလိုမျိုးဒါနောက်ဥရောပထောက်ပံ့တဲ့ဒါလက်နက်တွေနဲ့ခုပြစ်လာပြီဆိုရင်ဒါဒီသူ့အနေနဲ့ပေါ့ ဒါပြစ်ခတ်ခဲ့တဲ့ပြစ်တဲ့နေရာဒါမှမဟုတ်ဒါယူကရိန်းကိုထောက်ပံ့ပေးတဲ့ဒါနိုင်ငံပေါ့ဘယ်နိုင်ငံကိုမဆိုးဒါသူနေနဲ့ဒီနူဗီးယားလက်နက်ကိုဒါထုတ်သုံးပေးဆိုပြီးတော့အခုထပ်ပြီးတော့ဒါထုတ်ပြန်ကြေညာလိုက်တော့အော်ဒါပထမတစ်ချက်ပေါ့အော်ဒါဒုတိယတစ်ချက်ကဒီခုဒါဒီရေရောက်ဒါဘိုင်းခွဲပြက်စီမှုပေါ့သဒ္ဓါကိုပြက်တာပေါ့သဒ္ဓါပြက်စီမှုနဲ့ပတ်သက်ပြီးတော့ဒါပြောရမယ်ဆိုရင်ဒီသဒ္ဓါကဒါခုဒီ Crimea ဒေသပေါ့ဒါပြောနေတာယူကရိန်းနိုင်ငံတောင်ပိုင်းမှာရှိရောက်နေတဲ့ဒီရုရှားတပ်တွေပြီးတော့အဓိကဒါရုရှားပြည်မာရေးနဲ့ကထောက်ပံ့ရေးလမ်းကြောင်းတစ်ခုဖြစ်တာ ော်ဒီလမ်းကြောင်းကဒါရုရှားအတွက်လည်းဒါမှပြောပြောမြောက်ရေးပါတဲ့တရားခုဖြစ်တာအဲ့တော့ဒါပြောချင်တာဒီ2022ခုနှစ်ဒါပြည်2020ဆိုဒါအဲ့တော့ကဒါနှစ်ကြိမ်တိုက်ခိုက်မှုတွေလုပ်တယ်အော်ဒီတိုက်ခိုက်မှုတွေပြီးမှဒါရုရှားအနေနဲ့ဒါပြန်လည်ပြင်ဆင်မှုတွေလုပ်တာအော်ခုဒီ2025ခုနှစ်မှာဒါတတိယကြိမ်တော့တိုက်ခိုက်တာဖြစ်တဲ့အတွက်ခုဒီလက်ရှိမှာဆိုရင်ဒါဒီခုပူတင်နေတဲ့ဒါဒီတရားနဲ့ပတ်သက်ပြီးတော့ဒါဒီယူရိန်းနိုင်ငံဒါနိုင်ငံရေးကြီးညာချက်နိုင်ငံရေးဒီယူရချက်အနေနဲ့ ါလဲဆိုရင်အခုပူတင်ရဲ့ဒါတိမ့်ပိုက်ထားတဲ့ဒီ Crimea ကိုဒါလက်ပလုတ်စေချင်တဲ့ဆိုရယ်ရွေချက်ကိုဒါပေါ်လွင်နေတာပေါ့အဲ့တော့ပြောချင်တာဟာဒီအခုလက်ရှိတရားနဲ့ပတ်သက်ပြီးတော့ဒါဒီမော်စကိုအနေနဲ့ပေါ့ဒါအခုဒီတူရကီမှာဆိုရင်ဒါဒုတိယကြိမ်မြောက်ဒါဆွေးနွေးပွဲတွေလုပ်နေတယ်။အော်ဒီဆွေးနွေးပွဲတွေရာနဲ့ဒါတို့အနေနဲ့အခုဒါယူကရိန်းနိုင်ငံကဒါလိုက်ရောပို့အခြေအနေမဖြစ်နိုင်တဲ့ဒါအဆက်ရှစ်ဆက်ကိုဒါတောင်းဆိုတာဖြစ်တဲ့အတွက်အော်ဒီရှစ်ဒီဆွေးနွေးပွဲအနေနဲ့ကအခုဒီလက်ရှိတိုက်ခိုက်မှုတွေအပြီးမှာ ဒါအခုတောင်းဆိုချက်တွေအပြီးမှာဆိုရင်ဒါဘယ်လိုမှဒါဆွေးနွေးပွဲကဒါအဖြစ်ကောင်းမွန်တဲ့အဖြစ်တခုရစေအကြောင်းတော့မရှိဘူးအဲ့တော့ပြောချင်တာကဒီခုလက်ရှိဖြစ်သွားတဲ့ဒါဒီချက်နှစ်ချက်ဒီမှာပြောမြောက်ပုံကျဲလေးနေတိုက်ခိုက်ခံရတဲ့အချက်တွေပြီးခုဒီအဓိကဒါရုရှားရဲ့မှာပြောမြောက်ထောက်ပံ့ရေးလမ်းကြောင်းတခုဖြစ်တဲ့ဒီ Crimea မှာရှိတဲ့ဒီ cash သဒ္ဓါကိုဒါဒီဘိုင်းကွက်ဖြတ်စည်းလိုက်တဲ့အချက်ဒီနှစ်ချက်ကြောင့်ပဲဒါဒီခုဒီစပွဲကြီးဒါဈေးရေးချိန်ပြိပခါပို့ပြီးတော့မြင့်သွားလိုက်တယ်ပြီးရင်ဒါဒီခုတစ်ဖက်မှာလုံနေတဲ့ဒီငញ្ញိုင်းဆွေးနွေးပွဲ ဒီဆွေးနွေးပွဲတွေကဘောင်းမော်နဲ့ရာလက်တခုဘလို့မှဖြစ်လာတဲ့အကြောင်းမရှိဘူး။အပြောနေတာဒီခုဂျပန်အတွင်းမှာဒါယူကရိန်းအနေနဲ့ကဒါဒီအောင်မြင်တဲ့စွမ်းရည်တွေကိုရနေတာဖြစ်တဲ့အတွက်ဒါသူ့အနေနဲ့ကတော့ဒါဘယ်ဝင်နိုင်ငံကြီးရတော့ဒါအားကောင်းလာတယ်။ဒါပေမဲ့တစ်ဖက်ကဒါပူတင်အနေနဲ့ကတော့အဓိကကဒါပြည်တွင်းရှိနေတဲ့ပြည်နိုင်ငံတကာကဒါ PR တွေကလုံးဝဟုတ်ဒါသူ့အနေနဲ့ပုံမတိုးလာနိုင်တယ်လို့တော့မြင်မိတာ။အရှုပ်အားပြပြန်ကြည့်ရရင်ဒီရှက်နဲ့ရှက်နဲ့ခုဖြစ်နေတဲ့ဒီလက်ရှိအခင်းကျင်းပေါ့။တွားနေတဲ့ခင်းကျင်းကဘယ်လောက်ထိဆိုးရွားလာနိုင်တယ်လို့ ပြိပခရရတာအစိုးဆုံးပြောရရင်ဒါဒီနူပြလက်နဲ့ဓာတ်မတော်ဒီကုတင်းမှာပြောမြောက်လက်နဲ့ဝိုးရှင်ဓာတ်ပါထုတ်သုံးလာတဲ့အခြေအနေကြုံတွေ့လာအပြင်တစ်ဖက်မှာလည်းဒါနူပြရစစ်ပွဲလောက်ဒီဟိုဒါဥတီတွားနိုင်တယ်လို့တော့ကျွန်တော်အနေနဲ့မြင်ပြီးတော့အားလုံးကိုကျေးဇူးတင်